ဘောကိုဆွတ်စုပ်ပြီးကိုပိုင်စည်းပွားရေးဆက်လုပ်တော့မယ်ဆိုရင်နံပါတ်၁မကြောက်နဲ့ကိုပိုင်စည်းပွားရေးလုပ်တော့မယ်ဆိုလိုက်ကံနဲ့အဆုံးရှုံးရမှာကြောက်တဲ့စိတ်မအောင်မြင်မှာကြောက်တဲ့စိတ်စတဲ့ကြောက်စိတ်တွေပြည့်နေနေတော့မဖြစ်ပါဘူးဒါကြောင့်ဘလို့ကြောက်စိတ်ကိုဟိုမှမဆိုဖယ်ရှားဖြစ်ပါနံပါတ်၂ခက်ခဲမယ် ဝန်ထမ်းပေါ်ကအေးအေးဆေးဆေးလေးဖြစ်ကြလို့ရပါမယ်ကိုပိုင်စီးပွားရေးလုပ်ပြီးဆိုရင်အခက်အခဲတွေများစွာကိုကြော်သွားနိုင်ရတယ်တတိရှိဖို့တော့လိုပါလိမ့်မယ်အဲ့လိုတတိမရှိသေးဘူးဆိုရင်တော့ဝန်တန်းဘဝမှာပဲနေပါအောင်နမတောယုံကြည်မှုဝန်တန်းလုံနေတာအဆင်ပြေပါရဲ့ဒါပေမဲ့ကိုစည်းပွားရေးလုပ်ဖို့အတွက်ပို့ပြီး ဝါသနာပါရဆိုရင်တော့မိမိကိုကိုအောင်မြင်အောင်လောက်ကိုလုံနိုင်ရမယ်ဆိုတဲ့ယုံကြည်မှုရှိရပါလိမ့်မယ်အဲ့လိုတေချာရဲ့ယုံကြည်မှုမရှိသေးရင်ဘဝတဲ့ဘဝကိုဆွန့်လွတ်ပြီးကိုယ်ပိုင်စီးပွားရေးမလုပ်ပါနဲ့哦နံပါတ်၄ဘလို့ကိုယ်ပိုင်အလုပ်မျိုးလဲကိုယ်ပိုင်စီးပွားရေးပြောင်းလို့မယ်ဆိုရင် တိတိကျကျခိုင်ခိုင်မမာလုပ်ရမယ်အလုပ်တစ်ခုရှိဖို့လိုပါရဲ့ဒီလိုမဟုတ်ပဲစိတ်ကူးရင်စံပြီးအစီအစဉ်မရှိတဲ့အလုပ်တွေကိုကိုပိုင်စီးပွားရေးအဖြစ်ကြောင်းလဲလုပ်ကင်ပြီးတော့မတင့်တော့ပါဘူးနမငါကကိုကျွမ်းကျင်မှလုပ်တာကောင်းပါရဲ့ကိုထူထောင်နဲ့လုပ်တဲ့စီးပွားရေးတစ်ခုကိုမိမိကိုယ်တိုင်ကျွမ်းကျင်မှ လောက်တာကောင်းပါရဲ့မိမိမကြွန်းချင်ပဲအလုတ်ကိုရှေရှေလုတ်ဖို့ဆိုတာကတော့တကယ်ကိုမလိုပဲကိုပါဘူးဒါကြောင့်ကိုပိုင်စီးပွားရေးဟာမိမိကြွန်းချင်ပြီးတကယ်အလုတ်လုံးနိုင်မှာဖြစ်ပါတယ်အလုတ်ဖြစ်ပါတယ်နံပါတ်6သူများလုတ်တဲ့အရာကို copy ကူးဖို့မလိုပါဘူးအခုခေတ်မှာသူများ online shopping တွေလုပ်ဖို့အောင်မြင်တာကိုမြင်ပြီး ကိုယ်တိုင် online shopping လုပ်လိုက်မယ်ဆိုတော့စိတ်ကူးစိတ်တမ်းမိတာအမှန်တော့ကောင်းတာမဟုတ်ပါဘူး။ဒါကြောင့်သူများလို့လို့အောင်မြင်တဲ့လုပ်ငန်းကို copy ကူးပြီးတော့ slide လုပ်ထပ်ဆောင်လို့ရှိရင်တော့နော်ကိုဝါသနာပါပြီးလှုပ်ရမှာချိန်နဲ့တက်တဲ့အလုပ်မျိုးကိုရွေးချယ်စေလိုပါရဲ့။ အကောင်းဆုံးကတော့ကိုစားလုံးမဲ့လုပ်ငန်းနဲ့ပတ်သက်တာကိုတေချာရေးလာပါတကယ်ချင်းတွေကိုလည်းများများ share ပေးပြီးတော့ဒီ video လေးကိုအပောင်းနေထားပါ